ရုပ်ရှင်ကကြည်နေတဲ့ဖျားဝင်ပူးတဲ့လူကပူစိတ်လုံရှားလို့អော်တဲ့လူကអော်ကျွန်တော်ကိုယ်တိုင်တော့ចက်သိန်းနေထပြီးတော့တော်တော်လေးကိုអော်ခြင်းစိတ်ပေါက်လာတဲ့အထိဒီရုပ်ရှင်ကကောင်းပါတယ်မင်းသားရဲ့တေးဥဆောင်မှုကကောင်းလွန်တဲ့အတွက်အော်စကာဆုကို तू ကရသင့်တာမဟုတ်អော်စကာဆုကပါသူ့လိုတေးဥဆောင်ကိုရသင့်တယ်ဆိုပြီးပြောရတဲ့အထိမိုက်တဲ့ရုပ်ရှင်ကတော့ကန်တာရာချက်တာ1ရုပ်ရှင်ကပဲဖြစ်ပါတယ် အိန္ဒိယကားတွေကငပေါကားလို့ပြောရတဲ့လူတွေရဲ့ဗဇက်တောင်ဟောင်းလောင်းဖြစ်ရတဲ့အထိဒီရုပ်ရှင်ကားတော်တော်လေးပေါ်မှာကောင်းလွန်ပါတယ်ဒီရုပ်ရှင်ကားရဲ့ quality screenplay background music တရုပ်ဆောင်မှုတွေကလည်းအသေးကောင်မှကောင်းလွန်နေတာပါကျွန်တော်ရုပ်ရှင်ကားနဲ့ပတ်သက်လို့ရှိရင်တော့ဒီလိုမျိုးတစ်ခါမှမပြောဘူးပါဘူး။ဒါပေမဲ့ဒါလုံးဝတော့ကြည့်သင့်တဲ့ရုပ်ရှင်ကားတစ်ခုလို့ကျွန်တော်ပြောချင်ပါတယ်။တောအုပ်သားကောင်ကြီးကြာမကောင်းစွာမော်ပညာဘာသာတရားတွေကိုရောဆက်ပြီးတော့တည်တည်ချာချာလေးကိုပြထားတာပါ။ story line ကတော့ spoiler မိလိုက်လို့ကျွန်တော်အပေါ်ယံလေးပဲပြောပြလိုက်ပါမယ်။ တောအုပ်ထဲမှာမကောင်းဆိုးအကြီးတကောင်ရှိတယ်ဆိုပြီးတော့နမဲကြီးလို့ဘယင်နန်းတော်ကလူတွေကမလာရဲကြပါဘူးအကြောင်းရင်းကတော့ဒီတောအုပ်တဲကိုရောက်သွားတဲ့လူတွေကမကောင်းဆိုးအကိုတက်ဖြတ်တာခံရတယ်ဆိုပြီးတော့ယုံကြည်ကြပါတယ်ဒါပေမဲ့ဒီတောအုပ်လေးကရွာလေးထဲမှာတော့မြို့နယ်စုတစုကနေထိုင်ပြီးတော့ဘဝကိုဖျားတဲရနဲ့ပျော်ပျော်ရွှင်ရွှင်ပဲဖျက်တမ်းနေကြပါတယ် ဒီရွာသားတွေနဲ့ဘရင်နန်းတော်ကလူတွေနဲ့အောင်ဘာပြဿနာတွေဖြစ်ခဲ့တာလဲမကောင်းစွာတွေဖျားတရားတွေနဲ့အောင်ဘာတွေများပတ်သက်နေတာလဲဘလုံးမှုပြဿနာတွေရှိခဲ့တာလဲစတိုရီကတော့နည်းနည်းလေးကြီးပြီမယ်နည်းနည်းထပ်ပြောမယ်ဆိုရင်စပိုင်လာလုံးဝမိသွားပါလိမ့်မယ်ဒါပေမဲ့ဒီဇလန်ရဲ့အဓိက main point ကတော့သူတို့ကိုးကွယ်တဲ့ဖျားပါဒီဖျားနဲ့ပတ်သက်ပြီးတော့ရုပ်ရှင်ကားထဲမှာတော့ကောင်းကောင်းမွန်မွန်ပြောပြထားတာတော့မရှိပါဘူး။ဒါပေမဲ့မိတ်ဆွေတို့နားလည်အောင်ကျွန်တော်ကနားလည်လွယ်ကူအောင်ပြောပြပေးပါမယ်။ ဒီကားထဲမှာသူတို့ကိုးကွယ်တဲ့အဓိကဖះရတော့ပန်ဂျူရိုလီပါဝက်ဖះလို့ပြောရင်လည်းမမားပါဘူးစင်ဖះမြောက်ဖះလို့မို့ဒါကလည်းဝက်ဖះပါဒီရဲကလူတွေကဒီတကိုးကြည့်တဲ့ဝဖះကိုကိုးကွယ်ပြီးတော့ဒီဝဖះကလည်းဒီပြည်သူတွေကိုကာကွယ်ဆောက်ရှောက်ပေးတာပါ ဒီဝဖရားနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ဇလန်းတပုတ်ကလည်းရှိနေပါသေးတယ်။ဒီတပ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ကပအကြောင်းတွေအာကာသနဲ့ဘာသာရေးအကြောင်းတွေတမိုင်းအကြောင်းတွေကိုပြင်းစရာမရှိဘဲနဲ့အတွင်းကြကြကြီးဖို့အတွက် channel လေးတစ်ခုကိုကျွန်တော်ညွှန်ပေးချင်ပါတယ်။ဒါကတော့ Samin Tospia channel ပါ။အချက်အလက်တွေကိုတိတိကျကျရေးပြီးတော့အမိုက်စာအပ်ဒိတ်တွေနဲ့ဗီဒီယိုတွေကလည်းတော်တော်လေးမိုက်ပါတယ်။တိနေရင်လည်းသူသုံးထားတဲ့ sound effect တွေ video quality တွေကြောင့်ပဲအဲ့နေရာကိုရောက်သွားသလိုမျိုးတစ်ခါတလေခံစားစေမိမှာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့အခုပဲ Samin Tosphia YouTube channel လို့ YouTube မှာရှာကြည့်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုပြန်လည်စတင်လိုက်အောင်ပါဒီဝဖျားစတင်ခဲ့တဲ့ဇလန်းကတော့ဒီလိုမျိုးပါအရှင်ဒီဝရဲ့အမျိုးသမီးဖြစ်သူပါရဝတိမေတော်ကတောထဲမှာလမ်းလျှောက်နေတဲ့အချိန်မှာတောဝပေါက်လေးတကောင်ကိုတွေ့ခဲ့ပါတယ်ဒီတောဝပေါက်လေးရဲ့အမေကဆုံးပါသားလို့ဒီတောဝပေါက်လေးကိုအိမ်မွေးတိရစ္ဆာန်အဖြစ်မွေးဖို့အတွက်ပါရဝတိမေတော်ကသူတို့နေထိုင်တဲ့နေရာကိုခေါ်ပြီးတော့မွေးစားလိုက်ပါတယ် အဲ့မှာကျူးမွေးပြီးတော့တေချာလေးပြုစုပြုထောင်ပေးခဲ့ပါတယ်ဒါပေမဲ့ကြီးလာတဲ့အချိန်မှာတော့ဒီတော့ဝက်ကအယောင်းမှာကျန်းတက်ပြီးတော့ချိတဲ့အရာတွေအားလုံးကိုဖျက်ဆီးပါတော့တယ်ဒီလိုမျိုးဖျက်ဆီးတာများလာတဲ့အချိန်မှာတော့အရှင်သေးဝက်ကလည်းစိတ်တူပြီးတော့ဒီတော့ဝက်ကိုတတ်ဖို့အထိပါလုပ်ခဲ့ပါတယ်ဒါမင်းရဲ့ပါရဝတိမေတော်ကတော့ဒီတော်ဝတ်ကိုအသက်ရှင်ဖို့အတွက်တောင်းဆိုခဲ့ပါတယ်။ဒီမှာဆက်ထားမယ်ဆိုရင်အချင်းတွေကပူဆိုးမှသိလို့အရှင်တီဝါကလည်းဒီတော်ဝတ်ကိုညာတာစိတ်သွင်းပြီးတော့လူပြည်ကိုပို့ကဖျားတပားအဖြစ်ဖန်တီးပေးခဲ့ပါတယ်။ဒီတော်ဝတ်ကလည်းလူတွေကိုတည်စီကြကြလေးဆောက်ချက်ပေးတယ်လို့တောအုပ်ကိုလည်းထိမ့်သိမ့်ပေးပါတယ်။ အဲ့ဒီအချိန်မှာတော့ပန်ဂျူလီလီဆိုတဲ့ဝက်ဖျားကစတင်ဖြစ်ပေါ်ခဲ့တာပါဒီဝက်ဖျားကလူတွေကို စောင်းချောင်ပေးတယ်လို့တောအုပ်ကိုလည်းစောင်းချောင်ပေးပါတယ်မကောင်းတာတွေမတရားမှုတွေများလာတဲ့အချိန်မှာတော့သူကိုယ်တိုင်လာရောက်ပြီးတော့ဖြစ်ချင်းပြစ်လေးဖြစ်ပါသေးတယ်အဲ့ဒါကြောင့်မို့အခုဒီဒီပန်ကျူလီဖះကိုတောင်ပိုင်းကလူတွေကတည်တည်ချာချာလေးကိုးကွယ်နေကြတာပဲဖြစ်ပါတယ်ဒီကားထဲမှာဆိုလဲပန်ကျူလီဖះကိုရွာသားတွေကကိုးကွယ်နေတာကိုပြထားမှာပါပန်ကျူလီဖះတွေမကသေးပါဘူးဂူလီကဆိုတဲ့ဖះကလည်းရှိနေပါသေးတယ်ဂူလီကကတော့နည်းနည်းလေးထူးဆန်းပေမဲ့သူ့အကြောင်းကိုလိုရေးတွင်တည်ထားတင်ပါတယ်သူကတော့အရှင်ဗိရှ်နုရဲ့အစွမ်းနဲ့ကြောက်တုံးကနေတစ်ဆင့်မွေးဖွားလာတာပါဒီရုပ်ရှင်ကားထဲမှာတော့ဖះ ားအကြောင်းကိုပြောရတာမဟုတ်ဘဲနဲ့ရုပ်ရှင်ကားကိုစိတ်ဝင်စားစရာကောင်းကိုရိုက်ကူးရတာပါကျွန်တော်ပြောတဲ့ story line ကိုမကြိုက်ဘူးဆိုရင်တော့ဒီရုပ်ရှင်ကားကိုလုံးဝတွက်ချီးသိမ့်ပါတယ်မသိခင်လုံးဝကြီးသိမ့်တဲ့ရုပ်ရှင်ကားထဲမှာတော့ဒီကားကလုံးဝမဖာဖြစ်နေရမှာချိနေပါတယ် ဒီဇလန်းကနှစ်ခုရှိနေပါတယ်2022ခုနှစ်တော့ကာန်တာရာဆိုတဲ့ရုပ်ရှင်ကထွက်ခဲ့ပါတယ်ဒါကတော့ကောင်းပြီမဲ့ဒီကားလောက်တော့အသေးကုန်ကောင်းနေတာတော့မဟုတ်ပါဘူးတုံးနေကြတဲ့အချိန်မှာတော့ကန်တာရာ chapter 1ဆိုတဲ့ရုပ်ရှင်ကထွက်ခဲ့ပါတယ်ဒီကားနှစ်ကားကဆက်ဆက်မှုရှိပြီမဲ့ကန်တာရာ chapter 1ကတော့ pre equal လို့ခေါ်တဲ့ဟိုးအရေခက်ကိုပြန်လဲရိုက်ကူးထားတာပါ ထွက်လာတဲ့ဇလန်းတွေကိုကြည့်ပြီးတော့ကျွန်တော်လူမျိုးလုံးဝချော့မတော့လိုက်ပါနဲ့အမအကြီးမှားတော့ပါလိမ့်မယ်မြမပြီမှာတော့ယုံတင်တာပါတယ်ကျွန်တော်ကိုယ်တိုင်ကြည့်ပူပါပါပြီတကယ်လို့မိတ်ဆွေတို့တွက်ကြည့်တဲ့အချိန်မှာယုံချသွားပြီဆိုလဲစိတ်မပူပါနဲ့အကြီးဝါချင်းထွက်တဲ့အချိန်မှာတွက်ကြည့်လိုက်ပါလုံးဝမဖြစ်မနေကြည်တင်တဲ့ရုပ်ရှင်ကားထဲမှာဒီကားကပါနေပါတယ်2022ခုနှစ်ကထွက်ခဲ့တဲ့ရုပ်ရှင်ကားကိုအရင်ကြည့်ပြီးမှမှအခုထွက်တဲ့2025ကန်တာရာချက်တာ1ကိုကြည့်ပါနော် ပညာရည်အများကြီးပါလို့ဒီကောက်ကိုမဖြစ်မနေကြီးတင်ပါတယ်ကျွန်တော်တို့ဘူးသရအများကိုကိုစော်ထောင်းပဲဖြစ်ပါတယ်မိတ်ဆိုတော့ TikTok အကောင့်တွေ YouTube Channel တွေ Facebook Page တွေဝယ်ယူခြင်းနဲ့ဆိုရင်လည်းကျွန်တော်ချိန်မှာလာရောက်ယူဝယ်ယူအားပေးလို့ရပါတယ်ဒီ Telegram user name ကိုဆက်သွယ်ရေးလဲအသေးစိတ်မေးမြန်းလို့ရတယ်ဒီဖုန်းနံပါတ်ရဲ့ Viber ကိုဆက်သွယ်ရေးလဲအသေးစိတ်မေးမြန်းလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်